ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ14ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ပေးပါရခင်ဗျာပရမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့မော်လမြိုင်မြို့မှာရှိတဲ့ပြည်နယ်အစိုးရရုံးနဲ့ဝန်ကြီးအိမ်ရောက်ကို drone နဲ့ဘုံကျစ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ2ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ ပြည်내အစိုးရရုံးနဲ့ဝင်ကြီးအင်ယာကိုဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအရာရှိနှစ်ဦးသေဆုံးခဲ့ကြောင်း Soul Dragon Drone Force SDDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ12ရက်နေ့မွန်လယ်3နာရီခန့်မှာမော်လမြိုင်မြို့မှာရှိတဲ့ပြည်내အစိုးရရုံးနဲ့ဝင်ကြီးအင်ယာကိုတော်လိုင်းရဲတပ်ဖွဲ့များကဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းဥပဒေချုပ်အင်ကိုထိမှန်ခဲ့ကအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိနှစ်ဦးသေဆုံးခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီးဒရုန်းများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေဘက်ကရရှိနေဦးတည်ဆုံးတယ်လို့သိရတယ်။ပြည်သူတွေအထိခိုက်တော့မရှိပါဘူး။ကျွန်တော်တို့ဘက်ကစစ်ခွေးတွေကလက်နက်ကြီးတွေဒရုန်းတွေနဲ့ပြန်တိုက်ခိုက်တာတော့ရှိပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Soul Dragon Drone Force STDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Soul Dragon Drone Force STDF ရှာတူဝနီးပညာတပ်ဖွဲ့ Alphabet Drone Force Sky Warriors Drone Force နဲ့ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့မြောင်မြို့နယ်ကြောက်ရည်ရဲစခန်းမှာရေတက်ကြက်ကြော်မင်းရဟမိသားစုနဲ့အတူတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရည်ရဲစခန်းမှာရေတက်ကြက်ကြော်မင်းရဟမိသားစုနဲ့အတူတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းရင်းမာပင်ခရိုင်တက်ရင်အမှတ်30 ATPRA တပ်ဖွဲ့မှပြင်ကြားရေးဘော်ကိုမင်းညံကပြောဆိုပါတယ်။ဇော်လ12ရက်နေ့မှာမြောင်မျိုးနယ်ကြောက်ရရေစကန်မှာရက်တက်ကြက်ကျော်မင်းညံဟာဇနီးနဲ့တားဖြစ်သူကိုခေါ်ဆောင်လာပြီးတနက်တက်လက်နဲ့ရင်းမာပင်ခရိုင်တရင်အမှတ်30တက်ခွဲနှစ်ကိုဆက်သွယ်ချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့ရက်တက်ကြက်ကျော်မင်းညံဟာ MA13 BA94 အမျိုးအစားတနက်တက်လက်ကိုမမကြီးအတောင့်30ကြီပေါက်တစ်ခုတို့ကိုယူဆောင်ပြီးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ သူယူဆောင်လာတဲ့တနက်ကမောင်းပြန်ရိုင်ဖယ်တော့မဟုတ်ဘူးဒါပေမဲ့မောင်းပြန်အမျိုးအစားတဲမှာပါတော့သိန်း30ကနေသိန်း50အတွင်ကျွန်တော်တို့ MOD ကနေပြီးတော့စုချမှာလက်ရှိကျွန်တော်တို့တရင်မှာပဲကိတ္တမင်းမြန်စုစမ်းတာတွေလုပ်နေတယ်ပေါ့သူ့ကိုတေချာတင်းတင်းဆောက်ရှောက်ထားတယ်ပြည်သူရင်ခွင်နဲ့လည်းချိတ်ဆက်ထားတယ်ပြည်သူရင်ခွင်နဲ့ချိတ်ဆက်ပြီးတော့ပြည်သူရင်ခွင်ကလည်းတေချာလှဆင်ထောက်ပံ့ပလန်တွေလည်းရှိတယ်ကျွန်တော်တို့စီကို CDM ဝင်လာတာစုစုပေါင်းရဲအဖြစ်ဆိုရင်လက်နက်ပါတာကြီးပဲဆိုရင်၃ယောက်လောက်ရှိပြီပေါ့ ဘယ်လိုချိတ်ဆက်လာတာလဲဆိုရင်ကျွန်တော်တို့တက်ခွင်းနေရဲ့တာဝန်ရှိတဲ့ရဲဘော်တွေနဲ့ဒီရဲနဲ့ကငကိုကလေးကပုပ်ကိုကြီးအရာသိရှိထားရကနေအဲ့ဒီကမှချိတ်ဆက်ပြီးတော့မှအချိန်ယူပြီးလုတာပေါ့သူတို့လည်းနှလားလောက်ပြင်ဆင်ထားတဲ့အနေထားမှာအခုမှထွက်လာတာပါတနက်ပါတခါတည်းပါလာတာပေါ့လူပဲထွက်မယ်ဆိုရင်တော့ထွက်လို့ရတာကြာပါပြီဒါပေမဲ့သူကတနက်ပါရအောင်ယူလာတဲ့အနေထားပေါ့လို့ရင်းမာပင်ခရိုင်တက်ရင်အမှတ်30 ATPR တွေမှပြန်ချရေးရဲဘော်ကိုမင်းညံကပြောဆိုပါတယ် ဆက်လက်၍ပြည်သူရင်ခွင်ဘက်ပြောင်းခိုလုံလို့တဲ့စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များကိုကြိုဆိုမှဖြစ်ပြီးယူဆောင်လာတဲ့လက်နက်အမျိုးအစားပေါ်မူတည်ပြီးထိုက်တဲ့စွန့်ဝင်များကိုလည်းပေးအပ်သွားမှဖြစ်ကြောင်းတိုက်ပွဲအတွင်းလက်နက်ချပါကစစ်တုံးပန်းဖြစ်ဖန်စီရေးယူမှဖြစ်ကြောင်းရင်းမာပင်ခရင်တရင်အမှတ်30 ATPRA မှပြန်ကြားရေးရဲဘော်ပူမင်းညံကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ အမျိုးသမီးငယ်တဦးကိုလိမ်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုကြောင့်မောက်ခမ်းဝါကိုတာဝန်မှထုတ်ပယ်ခဲ့ကြောင်း Like of PDF အသိပေးတပုံ coffee ချက်ဝတ်နေတို့မှလည်းထုတ်ပယ်ထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြည်သူ့ကာကွယ်ရေးတပ်မတော် Like of တရင်မှာထောက်ပို့တဲ့ဗန်ဒာရေးကိစ္စများတာဝန်ယူထားတဲ့မင်းတူကျော်ခပောက်ခမ်းဝါကိုမျိုးသမီးတဦးအားလိမ်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုကြောင့်မေလ28ရက်နေ့မှာထုတ်ပယ်ခဲ့ကြောင်း Like of PDF ကအသိပေးပါတယ်မောက်ခမ်းဝါဟာမှတ်တမ်းရုပ်ရှင်များမှာ နာမည်ရလူငယ်ဒါရိုက်တာဖြစ်ပြီး Loyal PDF ရဲ့ထောက်ပို့တာဝန်ကိုလုပ်ခဲ့သူဖြစ်ပါတယ်။မေလ23ရက်တွင်အမျိုးသမီးငယ်တဦးအားလင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုပြုလုပ်ခဲ့ခြင်းကြောင့်တာဝန်ရှိသူများကစနစ်တကျစစ်ဆေးပြီးနောက်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားစွာတွေ့ရှိရသဖြင့်2025ခုနှစ်မေလ28ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော် Loyal မှထုတ်ပယ်ပြီးဖြစ်သည်လို့ဇွန်လ23ရက်နေ့မှထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မောက်ခန်းဝါကို Loyal PDF ရဲ့ ဒေါ်လာရင်းရေမုံငွေရှာဖွေရေးလုပ်ငန်းများဖြစ်တဲ့တဘုံကော်ဖီချက်ဝန်နီကမ်ပိန်းတို့မှလည်းအဖွဲ့ဝင်အဖြစ်မှရုပ်သိမ်းလိုက်ကြောင်းဖော်ပြထားပါတယ်။ကျူးလွန်ခံရသူကာယကံရှင်ဤတောင်းဆိုမှုကြောင့်ကာယကံရှင်မင်းကလေးနဲ့မိသားစုဤအဆက်နဲ့ဂုံတိတ်ခါကိုငဲ့ကွက်တော်အဖြစ်အချိန်အနည်းအချိန်ခါနဲ့တင်းလျော်သောတရင်ထုတ်ပြန်ချက်ကိုသာထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်လို့လွတ်ကော် PDF ကအတည်ပြုထားပါတယ်။အမျိုးသမီးတူအပေါ်လိမ်မိုင်းဆိုင်ရာနောက်ဆက်စော်ကားမှုပြုလုပ်ခဲ့တဲ့မောက်ခန်းဝါကို Burma Pockets Network Artist Shelter 24 FM 2ကလည်း၎င်းနဲ့လက်တွဲလုပ်ကိုင်နေတဲ့အစီအစဉ်များကိုရက်ဆိုင်ကြောင်းဇွန်လ12ရက်နေ့ကကြေညာထားပါတယ်။ Artist Shelter ကလည်းမောက်ခမ်းဝါဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ The Unknown Infinity ရုပ်ရှင်ကို13နှစ်ပွင့်လန်းချစ်တော်ပန်းများရုပ်ရှင်ပြသခြင်းအစီအစဉ်မှာဆက်လက်ပြသတော့မှာမဟုတ်ကြောင်းဇွန်လ12ရက်နေ့မှာအတည်ပြုထားပါတယ်။ဒါအတူမောက်ခမ်းဝါပါဝင်ခဲ့တဲ့စကားမဆက်ရိုက်ကူးရေးအစီအစဉ်ကိုလည်းဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း ပရိသတ်ပင် page ကလည်းအသိပေးထားပါတယ်။အထက်ပါကိစ္စနဲ့ပတ်သက်၍မောက်ခမ်းဝါကကျွန်တော်ဘဝမှာအလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။လူတွေအများကြီးအတွက်လည်းအလုပ်တွေလုပ်ခဲ့တယ်လို့အမားတွေလည်းအများကြီးပါပဲ။အခုလိုမာရင်တဲ့အမှုအတွက်လည်းအလုံးကိုဝင်ချတောင်းပန်ပါတယ်။ကိုအမားကိုလည်းလက်ခံပါတယ်။မိသူမဆူစိတ်နဲ့တက်တဲ့ပြည်တံကိုပေးနိုင်ပါတယ်။ပြည်တံအလုံးကိုရေးရေးကြီးပဲရင်ဆိုင်ပါမယ်။ဘယ်ကိုမှမရှောင်ပြေးပါဘူး။ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့လဲကြိုးစားရှင်သန်သွားပါမယ်လို့ ဇွန်လ12ရက်နေ့က၎င်းရဲ့ Facebook မှာရေးသားထားပါတယ်။ရင်းရှိတာမှုအပေါ်၎င်းကျူးလွန်ခဲ့တဲ့ sexual harassment ကိစ္စဟာတောင်းပန်ရုံနဲ့ခွင့်လွှတ်လို့ရတဲ့အမှားမျိုးမဟုတ်ကြောင်းအလုပ်လုပ်ရင်းဖြစ်ခဲ့ခြင်းမဟုတ်တလို့ခွင့်လွှတ်၍မရနိုင်တဲ့အမှားမျိုးဖြစ်တဲ့အတွက်ကြောင့်လူမှုရေးပြစ်ဒဏ်ပေးရမှာဖြစ်ကြောင်း Facebook အသုံးပြုသူများကမှတ်ချက်များရေးသားထားပါတယ်။ခွင့်မလွတ်နိုင်ပါ gender based operation ဖြစ်ရတွေကိုတွန်းလှန်ဖို့ကြိုးစားနေကြတဲ့အမျိုးသမီးတွေတက်ကတယောက်အနေနဲ့ ဒီလူပုဂ္ဂိုလ်ရဲ့လောက်ရကိုပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်လို့ဟန်နီနွေဦးကလည်းရေးသားထားပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ကိုဝေမိုးနိုင်ကိုအိုးဖို့ထောင်ပူးဝမှာတင်အချင်းထောင်ဝန်တန်းတွေကဝိုင်းရိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမုံရထောင်ကနေပြောင်းရွှေ့လာတဲ့ကိုဝေမိုးနိုင်ကိုမန္တလေးအိုးဖို့အချင်းထောင်ကဝန်တန်းတွေကထောင်ပူးဝမှာတင်ဝိုင်းရိုက်ခဲ့ကြောင်းအချင်းထောင်နဲ့နှိစက်သူတွေကပြောပါတယ်ဇွန်လ12ရက်နေ့မနက်ပိုင်းကမုံရအချင်းထောင်မှာနှစ်ရှိထောင်တန်ကြခံနေရတဲ့ လူထုတပိတ်ကောင်းဆောင်တဦးဖြစ်တဲ့ကိုဝေမွန်းနိုင်ကိုမန္တလေးအိုးဘိုအချင်းထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။အိုးဘိုအချင်းထောင်ကိုရောက်တဲ့အချိန်မှာထောင်ဘူးဝမာတဲ့အချင်းဦးစည်းဝန်တန်းတွေကကိုဝေမွန်းနိုင်ကိုဝိုင်းဝန်းထိုးချိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့အချင်းထောင်နဲ့နှိစက်သူတွေကပြောပါတယ်။ထောင်ဘူးဝမာပဲအချင်းထောင်ဝန်တန်းတွေကကိုဝေမွန်းနိုင်ကိုဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြလှုပ်ကြတယ်။မြက်ခုံးကွဲသွားတဲ့ဒဏ်ရာတွေရတယ်အသက်အန္တရာယ်တော့မစိုးရင်ရဘူးလို့အချင်းထောင်နဲ့နှိစက်တဲ့အမိမဖော်လို့သူအမျိုးသားတအူးကဆိုပါတယ်။ မုံရအချင်းထောင်မှနိုင်ငံရေးအကျဉ်းသားများကိုမန္တလေးထောင်ကိုပို့ပြီးရိုက်နှက်နှိပ်စက်ပြီးနောက်မြင်းကျန်အချင်းထောင်ကိုထပ်ပို့လေရှိကြောင်းအခုလဲမန္တလေးထောင်ကိုရွှေ့လိုက်တဲ့အတွက်စိုးရိမ်နေရကြောင်းမုံရလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုရှင်းတန်ကဇွန်လ12ရက်နေ့ကနေ့ကပြောခဲ့ပါတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာကိုတော်တော်လေးစိုးရိမ်ပါတယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့ထောင်တဲကတည်င်းတွေကိုအမြင်မပြတ်နားဆွင့်ပေးနေကြဘူး မဟုတ်တာလုံလို့ရှိရင်ဖိနစ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဘက်ကယက်တီပေးကြဖို့မြစ်တာရက်ခံပါတယ်လို့ကိုရှင်းတန်ကတောင်းဆိုထားပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရမျိုးမှာအေဂျင့်စွာဆန္ဒပြခဲ့တဲ့မုံရတပိတ်ကောင်းဆောင်ကိုဝေမွန်းနိုင်ကို2021ခုနှစ်ဧပြီလ15ရက်နေ့ကစစ်တပ်ကနေကားနဲ့တိုက်ဖမ်းပြီးထောင်ချခဲ့ပါတယ်အဲ့ဒီနောက်ကိုဝေမွန်းနိုင်ကိုပုံမှန်ပေါင်းဆောင်တဲ့စစ်ကောင်စီကတရားစွဲဆိုပြီးထောင်ဒဏ်180ကျော်ချမှတ်ထားပါတယ်ဂျမန်နေ့ကကိုဝေမွန်းနိုင်နဲ့တခြားနိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားနေရာခန့်ကိုမန္တလေးမကွေးနယ်မြင်းကျန်ထောင်တွေကိုပို့ဆောင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့ဝက်လက်ပအားဖရဲ့အခွန်ကောက်တဲ့ဂိတ်ကို၃ရက်ဆက်တိုက်ဆန္ဒပြနေကြကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းဝက်လက်မြို့နယ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအားဖရဲ့ဂိတ်တစ်ခုကနေအခွန်ကောက်ယူတဲ့ငွေပမာဏများလွန်းတာကြောင့် ပြည်သူတွေဆန္ဒပြနေကြတယ်လို့ဝက်လက်မြို့ဒေတာခန့်တွေကပြောပါတယ်။ဇွန်လ17ရက်နေ့ကနေဇွန်လ23ရက်နေ့အထိဝက်လက်ရှိမကလန်ဝက်လက်ပေါက်ကန်လမ်းတွေမှာကားအစီးရေရာနဲ့ချီပြီးပိတ်ဆို့ဆန္ဒပြနေတာဖြစ်ပါတယ်။73စီတဲတဲ့ကားတွေဆိုရင်စီတပေပါကွန်ချက်တောင်းကွဲကောက်ခံတာကြောင့်ပေပါဆင်ချီတဲလာတဲ့ကားတွေဆိုရင်အနည်းဆုံးငွေကျပ်တသိန်းခွဲအထိပေးဆောင်နေရတာကြောင့်ရှော့ကောက်ဖို့ပြည်သူတွေကပြောခဲ့ကြပါတယ်။ဒါပေမဲ့ပါအဖဆစ်စီကြီးဂိတ်ကလက်မခံတာကြောင့် အခုလိုဆန္ဒပြကြတာလို့ဒေသခံတွေကဆိုပါတယ်။ဝက်လက်မာကမိရှုခံခဲ့ရတာတွေကနေပြန်ပြီးရုန်းကန်ကြရတာ၊ချင်းငါပြီးအလုတ်လုတ်ကြရတာဒါကိုအခွန်ဆိုပြီးကောက်တယ်။ကားပေါ်ပါတဲ့ပစ္စည်းတွေဆိုရင်လည်းဓာတ်နဲ့ခွဲပြီးစစ်ဆေးတော့ပျက်စီးကုန်တယ်။စကားပြောတာလည်းယဉ်သိတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဒီအခြေအနေတွေကိုပြည်လဲအောင်ဖြေရှင်းဖို့ပြည်သူတွေကလိုလားနေတယ်လို့လည်းပြောပါတယ်။ပြည်သူတွေဆန္ဒပြတာကိုဖြေရှင်းပေးဖို့နဲ့ပတ်သက်လို့ဝက်လက်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးပအဖားနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့ကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။ဝက်လက်မြို့နယ်ဟာစစ်ကောင်စီစစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာတွေကြောင့်လူသေဆုံးတာနေအိမ်တွေမီးလောင်ခံရတာတွေရှိတဲ့မြို့နယ်တခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလတုန်းကလည်းတစ်စိန်ကုန်းရွှေပန်းကုန်းကြေးရွာနဲ့မေတော်ကုန်းကြေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရတား၉ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲတွေစစ်ကြောင်းထိုးတာတွေလေကြောင်းတိုက်ခိုက်တာတွေကြောင့်လူမှုရေးစီးပွားရေးစောက်ဝတ်နေရေးထိခိုက်ကံစားနေကြရတဲ့ဒေသခံတွေအတွက်လည်း အကုန်ကိစ္စကိုရှော့ပေါ်ပေးစီခြင်းတယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရန်နဲ့မြန်မာပြည်သူများရဲ့အသက်များကိုကယ်တင်ရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီရှောင်လွှဲနေခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရန်နဲ့မြန်မာပြည်သူများရဲ့အသက်များကိုကယ်တင်နိုင်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ် ဇွန်လ17ရက်နေ့မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထူးထူးညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးမှာလုံခြုံရေးကောင်စီရဲ့အစည်းအဝေးကန်ဆာအပေါ်ဆွေးနွေးမှုပြုလုပ်စဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းက၎င်းရဲ့မိကွန်းမှာအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ချင်းချောက်မှုတရက်အဖြစ်ကောင်စီမှလက်ခံစဉ်းစားရန်လိုအပ်ချက်နဲ့ဆက်လင်း၍ပြောကြားလိုကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေဟာဒေသတွင်းနဲ့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို တိတာတင်ရှားစွာချင်းချောက်လျက်ရှိပါကြောင်း Global Organized Crime Index ရဲ့အဆိုအရမြန်မာနိုင်ငံဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးထဲမှာဂိုင်းကနဖွဲ့ရာဇဝတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါကြောင်း Online အခြေပြုမှုကင်းများတိုးပွားလာမှုကြောင့်လူကုန်ကူးမှုပြဿနာများလည်းပုံမဆိုးရွားလာခဲ့ပါကြောင်း၎င်းကပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရန်ကိုလုံခြုံရေးကောင်စီမှဆွေးနွေးမှုအကြိမ်အကြီးအတွက်ဂိုင်းကနများကိုလိုသလိုအသုံးပြု၍ရှောင်လွှဲနေကြကြောင်း မြန်မာနိုင်ငံနဲ့ဆက်လင်းတဲ့တကားပိတ်အစည်းအဝေးများရဲ့အရေးတွက်ဟာအရေးကြီးခြင်းမဟုတ်ပဲမြန်မာပြည်သူများရဲ့အသက်များကိုကယ်တင်နိုင်ရန်လုံခြုံရေးကောင်စီရဲ့မြန်ဆန်ထိရောက်ပြီးပြတ်သားမှုရှိတဲ့အရေးယူဆောင်ရွက်ချက်ကသာအရေးကြီးကြောင်းတန်မကြီးဦးကျော်မိုးထွန်းကရှင်းပြပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့အချက်အလက်များအရအွန်လိုင်းငွေလိမ်ကိန်းများဟာနှစ်စဉ် American Dollar Billion ချီ၍ဝင်ငွေရရှိကြကြောင်းမြန်မာနိုင်ငံအခြေအနေရဲ့အရင်းခံအကြောင်းတရားများနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ကျူးလွန်တဲ့ရာဇဝဲမှုများမြင့်တက်လာခြင်းကိုကင်တွယ်ဖြေရှင်းရန်နိုင်ငံတကာမှအရေးပေါ်ကြားဝင်ဆောင်ရွက်ပေးမှုများတည်တည်တတ်တတ်လိုအပ်နေသည်မှာထင်ရှားကြောင်းအတွင်းရေးမှူးချုပ်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အထူးစီရင်ခန်းစာတင်သွင်းသူနဲ့အာဆီယံအဖွဲ့တို့ကလည်းပြည်ပကတ်ရဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုများနဲ့ဆက်လင်း၍အလေးနက်ထားအတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါကြောင်းထို့ကြောင့်လုံခြုံရေးကောင်စီဟာအင်းညင်းစုမရတဲ့အထောက်အထားများကိုအခြေပြု၍ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်။ဒါ့အပြင်မြန်မာအရေးအတွက်လုံခြုံရေးကောင်စီကကုလသမဂ္ဂဗရင်ဂျင်စာတမ်းရဲ့အပိုက်31နဲ့ဆက်လင်း၍အလိုရှိတဲ့အခါမှသာအသုံးချလျက်ရှိခြင်းဟာစိတ်မကောင်းပွေရာဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးအရေးယူဆောင်ရွက်ရန်လိုအပ်နေပေမဲ့အခုအချိန်ထိအရေးယူဆောင်ရွက်ခြင်းမရှိဘဲတိတ်ဆိတ်လျက်ပင်ရှိနေသေးကြောင်း၎င်းကရှင်းပြပါဗျာ။အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံကိစ္စကိုအာဆီယံတစ်ခုတည်းကကင်တွယ်ရမဖြစ်နိုင်ကြောင်းအာဆီယံရဲ့ပုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရည်မှန်ကုလသမဂ္ဂအနေနဲ့အကောင်းဆုံးကူညီပေးရန်လဲထုတ်ပေါ်ပြောကြားထားပြီးဖြစ်ပါကြောင်းလုံခြုံရေးကောင်စီအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်၍ချမှတ်ထားတဲ့ဆုံးဖြတ်ချက်2669ကိုထိရောက်စွာအကောင့်ထည့်ဖို့ရည်နဲ့ပုံမှန်အစီရင်ခံမှုရန်ရာထားရှိရင်စတဲ့အချက်များပါဝင်တဲ့နောက်ဆက်တွဲဆုံးဖြတ်ချက်အစုကိုချမှတ်ရန်လိုအပ်ကြောင်း၎င်းကဆိုပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီ အတွေ့အကြုံလာကန်တဲ့အခြားကုလသမဂ္ဂအေဂျင်စီများအကြားဟန်ချက်ညီညီညှိနှိုင်းမှုရှိရှိရေးယူဆောင်ရွက်မှုရှိရန်လိုကြောင်းလုံခြုံရေးကောင်စီမှလက်ရှိဖြစ်ပေါ်နေတဲ့ရှေ့မတွန်းနိုင်မှုကိုထည့်သွင်းစဉ်းစားကာစစ်အုပ်စုကရက်သားများကိုထပ်မံတပ်ဖြတ်မှုများရပ်တန့်စေရန်အတွေ့အကြုံလာကန်အနေနဲ့အခြားသောသက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အေဂျင်စီများနဲ့အတူဒီဇိုင်းမမတ်ရှိပြီးပုံမှုအလေးနက်ထားကာတင့်တင့်လျောက်ပတ်တဲ့ဆောင်ရွက်ချက်များနဲ့ရေးယူဆောင်ရွက်ပေးတဲ့ကြောင့်တပ်အမတ်ကြီးကရှင်းပြပါတယ် စစ်ကောင်စီထံကိုလက်နက်များဂျက်လီရင်လောင်စာစီနဲ့စစ်ပတ်အရက်ပတ်နှမျိုးအသုံးပြုနိုင်တဲ့ပစ္စည်းများလွှဲပြောင်းခြင်းနဲ့တင်ပို့ခြင်းကိုရပ်တန့်ရန်မိမိတို့ရဲ့တောင်းဆိုချက်ဟာအကြောင်းမဲ့ပေါ်ပေါက်လာခြင်းမဟုတ်ဘဲနေ့စဉ်နေ့အမျှချိန်ဖန်များစွာလေကြောင်းနဲ့လက်နက်ကြီးများတိုက်ခိုက်ခံရမှုကြောင့်အသက်ဆုံးရှုံးကဒုက္ခခံစားနေကြရတဲ့မြန်မာပြည်သူများရဲ့အတွေ့အကြုံများကိုအခြေခံ၍ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတန်အမတ်ကြီးကဆက်လက်ပြောဆိုပါတယ်။ဒါအပြင်မြန်မာပြည်သူများရဲ့ကိုယ်ပိုင်ဆုံးဖြတ်မှုအပေါ်အခြေပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအခြေအနေအမြင့်တို့မြေပုံဖြစ်ရှိကန်တွယ်မိနစ်ဆက်လင်း၍မတူညီသောအမြင်များရှိနိုင်ပါကြောင်းတို့ရတဲ့မြမပြည်သူများရဲ့စံနာနဲ့အကျိုးစီးပွားကိုဗဟိုမပြုတဲ့မိတိဖြည့်ရှင်းနည်းလမ်းမဆိုအကောင်းဆုံးသောအခြေအနေမှာပင်ခဏတာကုစားမှုကိုသာရရှိနိုင်ပြီးအဆိုးဆုံးအခြေအနေမှာတော့ရည်ရှိကြရှုံးမှုကိုဥတီတွားနိုင်ပါကြောင်းအားလုံးပါဝင်မှုယုံကြည်မှုအသွင်ကူးပြောင်းရေးကာလတရားမျှတမှုနဲ့အယက်သားကြီးကြပ်မှုအောက်မှာရှိတဲ့စနစ်ကျတဲ့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းစသည်တို့ဟာ မြန်မာတို့ပိုင်ဆိုင်ပြီးဥဆောင်ဥရွက်ပြုတဲ့လုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းများဖြစ်တယ်လို့ဥကျော်မိုးထွန်းကထည့်သွင်းပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအတိုင်ဝန်းအနေနဲ့မြန်မာပြည်သူများရဲ့အသံများနဲ့ဆောင်ရွက်နိုင်စွမ်းကိုအမှန်တကယ်ဗဟုပြုပြီးအကြမ်းဖက်ဆက်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ Federal Democracy မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက်မြန်မာပြည်သူများရဲ့မျှော်မှန်းချက်များကိုပံ့ပိုးပေးရန်အချိန်တန်ပြီဖြစ်ကြောင်းတမ်မကြီးဥကျော်မိုးထွန်းက၎င်းရဲ့မိကွန်းထဲမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါခင်ဗျာအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ